ဘုရားရဲ့အထုပ်ပတိကိုတည်တည်ချာချာလေးလာကြည့်မယ်ဆိုရင်တရားကျင့်တော့ကလည်းအယိုးပြိုင်ပြိုင်ကြသည်ထီအောင်ကျင့်ရတယ်။လွယ်လွယ်နဲ့ရတာမဟုတ်ဘူး။တရားသူတရားမြတ်ရလာတဲ့အခါမှာလဲဓမ္မစကြာတရားဟောတာလွယ်လွယ်လေးဟောရတာမဟုတ်ဘူး။တရားနာမဲ့ပင်စဝေကီယဟန်တွေကငင်းကွယ်နေတာ။ လက်မခံဘူးပထမလက်မခံတာကိုနားချပြီးတော့အတော်ပြောယူရတာဟုတ်ပြီဓမ္မစัจ जा တရားဟောပြီးတဲ့နောက်ပိုင်းမှာရောရသော်ဗျာလုပ်ငန်းတွေဟာချောမွေ့သလားဆိုဘယ်ချောမွေ့မှာတော့35နှစ်မှာဖျားဖြစ်တယ်ပထမဝါဣတိပတနာလို့ခေါ်တယ် ဘေးမဲ့တော်မှာမိဂရာအောင်လို့ခေါ်ကြတဲ့ဘေးမဲ့တော်မှာသရင်သုံးနေထိုင်ဒုတိယဝါကျတော့ရာဇဂျိုဘက်ကိုကြွပြီးဥရဝေလဘက်ကြွပြီးဒုတိယဝါမှာရာဇဂျိုမှာနေတယ်ရာဇဂျုံမနေတဲ့အခါမှာရာဇဂျုံမြို့သူ မြို့သားတွေကအလွယ်တကူလက်ခံသလားလို့ဆိုစံကျင်မဲ့လူတွေလှုပ်တဲ့ပုံကူတွေအများကြီးပဲအများကြီးပေါ်တယ် ဒါတိုင်းပြည်အုပ်ချုပ်တဲ့ဘရင်ကိုယ်တိုင်ကလက်ခံထားတော့လည်းပဲလူတိုင်းကမျက်စောပြားကိုလက်ခံတာမဟုတ်ဘူးမျက်စောပြားမျိုးတဲ့ရွာတဲ့ဆုံးကန်သွားတဲ့အခါလူတွေကတူးတူးပြောတယ်အမျိုးဖြတ်တဲ့ကိုတော်ကြီးလို့လည်းပြောခါကုလူပိစေတာယနော်အမျိုးပြတ်ဖို့လုံနေတာသားရိတ်သမီးတွေသင်္ကန်းကိုတော်တော့မကျေနပ်တဲ့အမေတွေကပြောတယ် အမျိုးပြတ်အောင်တို့လူမျိုးတွေပျက်စီးသွားအောင်လုပ်တယ်အမျိုးသားယောက်ျားတွေသင်္ကန်းဝတ်သွားတော့အမျိုးသမီးတွေကလည်းပြောတယ်မုတ်ဆိုးမတွေဖြစ်ကုန်အောင်လုပ်နေတာဒီကိုရောကြီးကဒါတကယ်ပြောခဲ့တာเนาะအဲ့ဒါလို့တီတူပြောရုံမရမကလက်ညှိုးထူပြောခံရသည့်ထီအောင်မြတ်စွာဘုရားကြုံတွေ့ ဘယ်လိုပဲကြုံတွေ့ကြုံတွေ့မြတ်စွာဘုရားကစိတ်ထဲမှာနှလုံးသွင်းငါလုပ်တဲ့အလုပ်ဟာတရားတဲ့တရားနီလန်းနဲ့လုပ်တာမတရားတာငါတခုမှမလုပ်ဘူးမှန်ကန်တဲ့နီးနဲ့လုပ်တာမှန်မှန်ကန်ကန်လုပ်တဲ့ပုံကိုယ်ကြီးဘာမှအပြစ်ပြောစရာမရှိဘူးဒါလောက်ပဲမြတ်စွာဘုရားတုံ့ပြန်ခဲ့တာပေါ့ဒါရာဇကြိုမှာဒီအတံပလန်ကြီးကြားရဒုတိယမြောက် ဝါမာရသေကျူမှာသုံးသလိုတတ္တိယမြောင်စတုထမြောင်မှာလဲရာဇကျူမြောင်ပဲဝါဆိုခဲ့တယ်ဖျားဖြစ်လို့နှစ်နှစ်ကြာပြီးတဲ့နောက်မှာရာဇကျူကနေပြီးတော့ကပိလူကိုကြွားတဲ့အခါမှာဆွေရီမျိုးတွေအပိုင်းဝိုင်းတွားပြန်တော့ရော အခက်ခဲတွေမကြုံရဘူးလားအထင်သေးမြင်သေးခံရတာတွေမကြုံရဘူးလားဆိုကြုံရတာပဲအဲ့ဒီမှာလေတိတ်တထဟာငါတို့တွေငဲတယ်ငါတူနော်ငါသားအရွယ်လောက်ငါမြည်အရွယ်လောက်ရှိတယ်ဆိုပြီးတော့ဖះကို respect မပေးဘူးသူတွေငဲတဲ့တာကင်ဝင်ဆွေတော်မျိုးတွေကသား ဖះကိုရှ िख ိုးဥကြကြပြီမယ်လို့တက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကဓာတုဆက်ဆံညံ့အဲ့ဒီမှာမြတ်စွာဘုရားဟာရေမီးအစုံတကောပြရီဟာကိုပြရတယ်အဲ့ဒီကြာမှသာကဝင်မင်းနေမာနာကျိုးပြီးတော့ဘုရားကိုရှ िख ိုးတာဒီလိုပဲခြုံတာနောက်အဲ့ဒီကနေပြီးရာဇဂျိုရာဇဂျိုကနေပြီးတော့ရာဇဂျိုမြို့မှာ၄ဝမြောက်ထီအောင်ဝါဆိုတယ်ဝါဆိုပြီးတဲ့နောက်မှာ ငါးဝါမြောက်ကြတော့ဝေဒာလီမဝါဆိုတဲ့ခြောက်ဝါမြောက်ကြတော့မကုလတောင်မဝါဆိုတဲ့ခုနဝါမြောက်ကြတော့တာဝရိန္ဒနတ်ပြည်တက်ပြီးဗိဓမာတရားဟောပြီးဝါဆိုတဲ့လောကသားတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားအကျိုးပန်းအထောက်ခဲ့အဲ့ဒီလိုကျိုးပန်းအထောက်နေတဲ့အချိန်မှာပဲဒီရှစ်ဝါမြောက် ချိန်မှာဆိုရင်ဆွဆွဲမှုကြီးတွေနဲ့ရင်ဆိုင်ခဲ့ရသေးတယ်။အကြီးကျယ်ဆွဆွဲမှုနဲ့အမျိုးသမီးနဲ့ဆွဆွဲတာခံရတယ်။တခါလူသားမှုနဲ့ဆွဆွဲတာခံရဒီလိုခံရတာညစွာဗျာ။အဲ့ဒီချိန်မှာတတ်တော်42နှစ်ပဲရှိသေးတယ်။ဟုတ်ရသဗျာကိုကြီးညိုတဲ့ပုံကိုယ်ကြီးကအလွန်များလာများလာတော့ မဟုတ်မမှန်လောက်ကြံဝါရဖြတ်ခြင်းတဲ့ပုဂ္ဂိုလ်တွေကအများကြီးဖြစ်လာတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့ဘဝမှာလောကဓာတ်တွေဟာအလွန်များတယ်။ဘာနဲ့ဥပမာတူလို့ဆိုတစ်ပင်ကြီးဟာမြင့်လေလေလေတိုက်တဲ့ဓာတ်ခံရလေလေပဲပေါ့သို့တော့မြတ်စွာဘုရားစိတ်နှလုံးဟာအမြဲတမ်းချမ်းခိုင်နေတဲ့အတွက်ကြောင့်လောကဓာတ်တွေအလုံးဟာနောက်ဆုံးမှာ စိတ်နှလုံးကြန့်ခိုင်စွာနဲ့ရင်ဆိုင်သွားလို့သူ့ဘာသူအလိုလျောက်လောကရန်တွေလွန်မြောက်ခဲ့နိုင်တယ်ပေါ့